စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့လိုကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်ဘာဆက်ဖြစ်လာနိုင်လဲဆိုတော့ ကာယကမ္မံပိအဝတုတံဟောတိဝစီကမ္မံပိအဝတုတံဟောတိမနောကမ္မံပိအဝတုတံဟောတိတဲ့စောင့်ရှောက်ခြင်းမရှိတဲ့ကာယကံဟာယာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမည်တဲ့စောင့်ရှောက်ခြင်းမရှိတဲ့ဝစီကံအပြောတွေကလည်းပဲယာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမည်သောလျှောက်ခြင်းမရှိတဲ့မနောကံဟာလည်းပဲရာဂဒေါသမောဟဒီဟုသောကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမည် အဲ့လိုကိလေသာရေတွေဖြင့်ဆူဆွတ်ပြီးဆိုလို့ရှိရဲ့အဲ့ဒီကံသုံးပါးဟာဗာဆက်ပြီးတော့ဖြစ်လာနိုင်လဲဆိုတော့ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိညာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆူဆွတ်ပံများလာတဲ့အဲ့ဒီကံသုံးပါးသည်ပုတိကံဟောတိပုတ်ဆွေးသွားမယ်တဲ့နော်ကာယကံဟာလည်းပဲပုတ်ဆွေးသွားနိုင်တယ်ဝစီကံဟာလည်းပုတ်ဆွေးသွားနိုင်တယ် မနောကံဟာလည်းပုတ်ဆွေးသွားနိုင်တယ်။ဒီနေရာမှာကာယကံဝစီကံမနောကံကံသုံးပါးပုတ်ဆွေးတယ်ဆိုတာပါကိုပြောတာတုံးဆိုတော့အကုသို့အမှုတွေဒုစရိုက်မှုတွေမကောင်းမှုတွေကိုပြုပြစ်သွားတာပြောပြစ်သွားတာတွေးပြစ်သွားတာကိုပြောတာ။အဲ့လူငယ်တွေနားလည်အောင်အကြံဉာဏ်ပြောရမယ်ဆိုရင်တော့သူတော်ဘာအသက်ကိုတတ်မယ်သူတော်ဘာပစ္စည်းမတရားယူမယ် ကာမကိစ္စဖောက်ပြန်မှရင်းဆိုတာတက်သုံးမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကာယကံဟာပုပ်ဆွေးသွားတယ်လို့ဆိုရတယ်။ကာယကံမတန့်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးကာယကံပုပ်နေတယ်ဗျ။ဘာဖြစ်လို့အဲ့ဒီကာယကံကပုပ်သွားတာတုံးဆိုတော့သောသောကပြောခဲ့တဲ့ຢာကဒေါသမောဟကိလေသာရေတွေဆွဆွလို့ပုပ်သွား။နော်လောဘဒေါသမောဟအာကြီးလို့ဒုဒ္ဒိုင်မှုတွေပြုမိသွားတယ်ဆိုတဲ့အတိတ်ပဲ။ကမိမိရဲ့ဝစီကံပုပ်ဆွေးတယ်ဆိုတာကြတော့ မှန်တဲ့စကားကိုပြောမယ်ဂုံစကားကိုပြောမယ်သူတော်ဘာနာမခံတာတဲ့ကြမ်းတမ်းတဲ့စကားတွေကိုပြောမယ်မအနှစ်သာရမှမရှိတဲ့တပည့်သိမ့်တပည့်ဖြင်းများလို့တံပိုးမဲ့တဲ့စကားတွေကိုပြောမယ်ဆိုရင်ကိုယ့်ရဲ့ဝစီကပုတ်ဆွေးသွားပြီလို့ဆိုရမယ်နောက်အပြောဟာမတန်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးပုတ်သွားပြီနောက်ဘာဘူးလို့ပုတ်တာတော့ဆိုတော့သောတော်ကဝင်းဆက်ကလေးရာဂဒေါသမောဟကိလေသာရေတွေရှို့လို့ဝစီကံပုတ်သွားတယ် လောဘဒေါသမောဟကြောင့်ဝစီဒုစရိုက်ကိုလွန်ကျူးမိသွားတယ်ဆိုတဲ့အတိတ်ပဲ။မနောကံပုတ်ဆွေးတယ်ဆိုတာကြတော့အကျဉ်းမြန်ဖြင့်အဘိဓါပြဘာရမိစ္ဆာဒိဋ္ဌိတဝပစ္စည်းမတရားလိုချင်တာသူတော်ကိုဆင်းရဲသွားစေလိုတာမာယွင်းတဲ့အယူအဆတွေကက်ညိနေတာအဲ့ဒီလိုအဘိဓါပြဘာရမိစ္ဆာဒိဋ္ဌိယုံညံ့တဲ့အတွေးတွေယုံညံ့တဲ့စိတ်ဓာတ်တွေဖြစ်လာပြီဆိုရင်ဒါကိုယ့်ရဲ့မနောကံပုတ်ဆွေးတယ်လို့ဆိုရတယ်။ ဘလို့ပုတ်ဆွေးတာတုံးဆိုတော့သောသောကပြောခဲ့တယ်။ရာဂဒေါသမောဟကိလေသာကြီးတွေရှိလို့ဟုတ်လား။အတော့ပြီးတဲ့ဘောတရောင်းတို့အဲ့လိုကာယကံဝစီကံမနောကံတွေပုတ်ဆွေးနေပြီဘဝမှာအလုတ်တွေဆိုတဲ့ကာယကံကလည်းမစင်ကြယ်ဘူး။အပြုံးဆိုတဲ့ဝစီကံကလည်းမစင်ကြယ်ဘူး။အတွေးဆိုတဲ့မနောကံကလည်းမစင်ကြယ်ဘူးဆိုလို့ရှိရင်တော့နဗတ္တကံမရဏဟောတိနဗတ္တကံကာလကိရိယာ အဲ့ဒီပုဂ္ဂိုလ်ရဲ့တည်ဆုံးခြင်းဒီကောင်းသောတည်ဆုံးခြင်းမဖြစ်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဒီကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့ဟုတ်လားကာယကံဝစီကံမနောကံကံသုံးပါးပုပ်ဆွေးနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝနေကုန်ရုပ်ဟာဘလို့မှမလှပနိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါပိသပေါင်းသူတော်ကောင်းတို့နာရဘိန်တတိယကြီးကိုမြတ်စွာဘုရားဟောတဲ့ဒီတရားဒေသနာလေးကိုပြန်ပြီးတော့ဆက်ဆက်ကြည့်ကြည့်မယ်ပေါ့နော်တခါကြီး ိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူး။ကံသုံးပါးမစောင့်ရှောက်ဘူးဆိုရင်ရာဂဒေါသမောဟရည်တွေစုတော့မယ်။အဲ့လိုဆိုရင်ဒီကံသုံးပါးဟာမကောင်းတာတွေကိုလုံရင်ပြောရင်တွေးရင်ဖြင့်ပုတ်ဆွေးတော့မယ်။အဲ့လိုပုတ်ဆွေးမှများပြီဆိုရင်တော့ဒီပုဂ္ဂိုလ်ရဲ့တည်ဆုံးခြင်းဟာကောင်းသောတည်ဆုံးခြင်းမဖြစ်နိုင်ဘူး။ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဒီကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူး။ ဆိုလိုတာကစိတ်ကိုမဆောင်လျှောက်ဘူးဆိုရင်ကံသုံးပါးဟာဗယံပရာဖြစ်တင်တိုင်းဖြစ်ပြီးတော့နှုတ်ရဲ့ဘဝအလုပ်တွေအပြောတွေအတွေးတွေအကုန်လုံးနှမတန်မရှင်းမစင်မကြေဖြစ်ပြီးတော့ဘဝနေကုန်ကျုပ်နှုတ်ဆိုသောဘဝမှာဖြစ်သွားနိုင်လေဆိုတဲ့အနေထားကိုပြောတာအဲ့ဒါကိုမြတ်စွာဘုရားကပို့ပြီးတော့ရှင်းလင်းသွားအောင်ပုံပေါ်သွားအောင်ဥပမာပေးပြီးတော့မြတ်စွာဘုရားဟောတယ်ဥပမာဘယ်လိုပေးလဲဆိုတော့ဆိုကြပါစို့အထွတ်တက်ထားတဲ့အိမ်ကြီးတစ်လုံး နော်အထွတ်ဆိုတာအကျဉ်းများဖြင့်လူငယ်နားလည်အောင်ပြောရင်ခေါင်လို့ပြောကြပါစို့ဟုတ်လားအဲ့ဒီအထွတ်တတ်တဲ့အင်ကြီးတလုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်နော်အင်တလုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအင်ရဲ့အချင်းရင်တွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒီအင်ရဲ့အကာတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒီအင်ရဲ့အခင်းတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့မိုးရွာတိုင်းမိုးရီတွေစုံမယ်ပေါ့ကောင်းကောင်းမိုးမတားရင်အိမ်တစ်လုံးမှရှိတဲ့အစိအပိုင်းအကုန်လုံးဟာစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမိုးရွာတိုင်းမိုးစုံမယ်အဲ့လိုမိုးရွာတိုင်းမိုးစုံမယ်ဆိုရင်တော့ဒီအိမ်ကြီးဟာခဏချင်းပဲဆွေးမြေ့ပြီးတော့ပြိုလဲပျက်စီးသွားမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီခန္ဓာကိုယ်ကိုလည်းမြတ်စွာဘုရားကအိမ်တစ်လုံးနဲ့ဥမာပေးပြီးတော့ဟောတာပါပဲ။ ခန္ဓာအိမ်ဆိုတဲ့အတုံးတုံးလေးတွေပေးတို့ကြာဘူးပြီးသားဟုတ်လားအေးတော့ဒီခန္ဓာအိမ်မှာလည်းပဲနော်အိမ်တလုံးမှာအမိုးဟာအဓိကကြတဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုရင်ဒီခန္ဓာအိမ်မှာလည်းပဲစိတ်ဟာအဓိကကြတဲ့အစိတ်အပိုင်းဟောနော်အဓိကကြတဲ့စိတ်ကိုစောင့်ရှောက်မှုမရှိဘူးဆိုရင်ကံသုံးပါးဗယံမရာဖြစ်ပြီးတော့လူတွေအပြောတွေအတွေးတွေမှားရင်ဖြင့်တည်ခြင်းတရားဟာအလွန်ဆိုးဝါးသွားနိုင်တယ်ဟောနော်အိမ်တလုံးကိုလည်းကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင် မိုးရွာတိုင်းမိုးဆူပြီးတော့အဲ့ဒီအိမ်ဟာမကြခင်မှာပဲဆွေးမြစ်ပြီးတော့ပြိုလဲပြက်စီးသွားနိုင်တယ်။ဒါကြောင့်တကားကြီးတဲ့စိတ်ကိုစောင့်ရှောက်ရမယ်။စိတ်ကိုသာစောင့်ရှောက်မယ်ဆိုရင်တော့ကံသုံးပါးစောင့်ရှောက်ထားပြီးသားဖြစ်သွားပြီ။ကံသုံးပါးကိုစောင့်ရှောက်ထားတယ်ဆိုရင်ဒီကံသုံးပါးတည်းရာဂဒေါသမောဟကိလေသာရည်တွေဆိုတဲ့အကြောင်းမရှိဘူး။အဲ့ဒါလို့ဆိုရင်ဒီကံသုံးပါးသည်ပုတ်ဆွေးစရာအကြောင်းလည်းမရှိဘူး။ဒါဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တည်ခြင်းဒီကောင်းသောတည်ခြင်းဖြစ်မယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ကိုယ်လွန်ခြင်းဒီကောင်းသောကိုယ်လွန်ခြင်းဖြစ်ပဲဥပမာအိမ်တလုံးကိုကောင်းကောင်းမိုးထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ကြီးတစ်ခုလုံးကိုဆောင်ရှောက်ပေးတာဖြစ်တယ်ဟုတ်လားဒါကြောင့်ပိသက်ပေါင်းတော်တို့အနာတပင်တတိကြီးကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒီတေသနာလေးဟာတည်ခြင်းကောင်းဖို့သူမဟုတ်တည်ခြင်းဆိုးဖို့အတွက်အဓိကကြားတဲ့အကြောင်းတည်းဟာဘာလဲဆိုတဲ့အဖြေမတွေ့ရဘူးလားအေးစိတ်ကိုစောင်းလျှောက်ရင်တော့တည်ခြင်းကောင်းမယ်ဦး စိတ်ကိုမဆောင်းလျှောက်ဘူးဆိုရင်တော့တည်ခြင်းဆိုးမယ်ပေါ့အဲ့တော့အဓိကကြတာကဘာလဲဆိုတော့ဒီစိတ်ပဲအဲ့စိတ်ကိုဆောင်းလျှောက်နိုင်မှုလို့လေစိတ်ကိုဘာနဲ့ဆောင်းလျှောက်အောင်လုပ်ဆိုရင်တော့တတိနဲ့ဆောင်းလျှောက်ရမယ်ပေါ့နော်တတိဒီစိတ်ကိုကာကွယ်မှုပေးတဲ့နေရာမှာဆောင်းလျှောက်တဲ့နေရာမှာဟိုအတုမဲ့စွမ်းအားတတိရှိတယ်လို့ဆိုကြပါသော်တတိရှိရင်ဒီစိတ်ဟာလုံခြုံတယ်တတိရှိရင်ဒီစိတ်ဟာဘေးကင်းတယ် တတိရှိရင်ဒီစိတ်ဒီဘာအန္တရာယ်မှမကြံမရောက်နိုင်ဘူးအကောင်းဆုံးအကအခုအဆောင်ဆောင်ဟာမလဲလို့မြင်တတိပဲဒါကြောင့်မိမိတို့ရဲ့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်မှုပြုခြင်းဒီပင်ဖြင့်ဒီခြင်းကောင်းအောင်ကြိုးစားအားကာယကံဝစီကံမနောကံဒီအပြစ်ကင်းရာမှတစ်ဆင့်ဘာနောင်တာမှရစရာမှမရှိဘဲနဲ့ဘဝမှာတော့ရေရေရှင်းရှင်းကြည်ကြည်လင်လင်နေပြီးတော့ကောင်းမွန်မွန်သေသွားနိုင်တယ်ပေါ့ နော်စိတ်ကိုသာမစောင့်ရှောက်ဘူးဆိုရင်တော့နော်လောဘဒေါသအားလျောဆိုတာလုံချင်ရလုံမဲ့ကြိုးချင်ရကြိုးမဲ့တွေးချင်ရတွေးမဲ့ပေါ့အဲ့ဒါလို့ဆိုရင်လည်းကိုယ့်ဘဝကိုကျင့်နေမှုများကြီးရနိုင်မလားမရနိုင်ဘူးနော်ဒါကြောင့်ဘေးသက်ပေါင်းတရကောင်းတို့တည်ခြင်းကောင်းဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာပထမပြောခြင်းတဲ့တုတ်တံကတော့အဲ့ဒီတုတ်တံပဲစိတ်ကိုစောင့်ရှောက်ရင်တည်ခြင်းကောင်းပဲစိတ်ကိုမစောင့်ရှောက်ရင်တည်ခြင်းမကောင်းနိုင်ဘူးဆိုတဲ့အချက်ပေါ့နော်နောက်ဦးဇင်းတို့ဒုတိယ ထပ်ပြီးတော့ပြောခြင်းနဲ့တုတ်တန်တဘုတ်ကဘာလဲဆိုတော့ဘတ်တကတုတ်တန်နဲ့အဲ့ဒီမှာလည်းပဲတည်ခြင်းကောင်းဖို့အတွက်ဘလို့အရည်အသွေးတွေလိုအပ်တယ်လေဘလို့အရည်အသွေးတွေရှိနေရင်တော့တည်ခြင်းကောင်းနိုင်မလဲဆိုတာကိုရှင်သာရိပုတ္တရာဘုရောမြတ်ကြီးဟောခဲ့တာအဲ့ဒီတုတ်တန်လေးကလည်းပဲဘဝမှာလက်တွေ့ချပြီးတော့ကျင့်သုံးစရာကောင်းလို့ပေးတဲ့ပေါင်းတော်တော်တို့တည်တည်ချာချာမှတ်သားကြည့်ကြမယ်နော်ဒီ အဲ့ဒါရှင်သာရိပုတ္တရာကိုရမေကြီးကယဟန်တော်ဒီကိုဟောခဲ့တာပါဒီသုတ်တန်ကယဟန်တို့တဲ့ယဟန်တော်တပါးဟာအခုပြောမဲ့အနေအထား6မျိုးနဲ့ပြည်စုံမယ်ဆိုရင်တော့သူ့ရဲ့သေခြင်းဟာမကောင်းနိုင်ဘူးတဲ့နော်အခုပြောသလိုနေမယ်ဆိုရင်တော့သူ့ရဲ့သေခြင်းဟာမကောင်းနိုင်ဘူးတဲ့သူ့ကိုယ်သူသေခြင်းမကောင်းအောင်နေနေတာတနည်းအားဖြင့်သေခြင်းတရားကိုစွတ်စွတ်ဝါးဝါးရင်ဆိုင်သွားရအောင်သူနေနေတာအဲ့ဒီ